မြန်မာရုရှားဘယ်လာရုသုံးနိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနားအော်တိုဘာလ၁၄ရက်နေ့ညနေပိုင်းမှာနေပြည်တော်ရှိနေပြည်တော် State Polytechnic University မှာကျင်းပရာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းတက်ရောက်ချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာနိုင်ငံတော်ယာယီသမတာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများဟာယဉ်ကျေးမှုဖလှယ်မှုမှသည်ချစ်ချည်ရင်းနှီးမှုများစီသို့ဗီဒီယိုကလစ်ကိုကြည့်ရှုခင်ကြပါသည်။ အဒီနာရုရှားမြန်မာချစ်ကြည်ရေးအသင်းမှဒုတိယဩဂတ်ထကမိတ်ဆက်စကားပြောကြားပြီးဘယ်လာရုစ်နိုင်ငံမှဖျော်ဖြေမည့်အမှုပညာရှင်များနဲ့မိတ်ဆက်ပေးခဲ့ပါသည်။ အရင်နောက်ဖျော်ဖြေရေးစီစဉ်အားစတင်ခြင်းပါရဘယ်လာရုစ်နိုင်ငံမှာအမှုပညာရှင်များသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအမှုပညာဦးစီးဌာနမှအမှုပညာရှင်ဝန်ထမ်းများပြန်ကြားရေးဝန်ကြီးဌာနမြမအတန်းရုံမြင့်တန်းကြားမှအမှုပညာရှင်ဝန်ထမ်းများကာကွယ်ရေးဦးစီးချုပ်ယုံကြည် ပြည်သူဆက်ဆံရေးနဲ့စိတ်ဓာတ်ဆစ်စင်ရေးညွှန်ကြားရေးမှုယုံကုကဲမှုအောင်မြဝတီတေဂီတာအဖွဲ့မှအမှုပညာရှင်ဝန်ထမ်းများနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်ယုံမှဝန်ထမ်းများကတေးသချင်းများဖြင့်တီဆိုတီမှုတ်ကပြဖြောပြတင်ဆက်ခဲ့ကြပါသည်။ အဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကတီးဆိုဖျော်ဖြေခဲ့ကြတဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်သမ္မတနိုင်ငံတို့မှဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပါတယ်။အဲ့ဒီနောက်ရုရှားမြန်မာချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌနဲ့ဘယ်လာရုစ်တေဂီတာအဖွဲ့ခေါင်းဆောင်တို့ကနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌထံဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီနောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံစိတ်ပီတာစပန်အစိုးရအဖွဲ့ဝင် ်စိတ်ပီတာစပန်ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌကမြန်မာနိုင်ငံမှအဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပါတယ်။အခမ်းအနားပြီးမှနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကတက်ရောက်လာကြသူများအားရင်းနှီးနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။